မင်္ဂလာပါခင်ဗျာ SND မြန်မာ traditional martial art YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောတောက်ကြနေရဲ့ညနေခင်းအချိန်ခါလေးဖြစ်ပါစေကြောင်းအကိုဥစွာစုံမောင်းတောင်းပေးပါရခင်ဗျာ ဒီနေ့မှာတော့အကူပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာ14ကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်เนาะညီရင်ညီမတွေအားလုံးဒီဇိုင်းမမတ်လိုက်ပါလေ့ကျင့်ခဲ့ကြမယ်ဆိုရင်เนาะညီမညီရင်ညီမတွေပညာတွေတပွဲတစ်ပိုက်ကြီးရနေပြီလို့အကူမျှော်လင့်ပါတယ်ခင်ဗျာအကူကထောက်ချက်လေးတွေကိုဦးစားပေးသွားတာဖြစ်ပါတယ်เนาะညီရင်ညီမတွေအခုဆိုရင်ဒီနေ့လည်းညီရင်ညီမတွေအားလုံးကိုအကူထောက်ချက်အစ်စ်ကလေးပေးมาဖြစ်ပါတယ်ဒီနေ့ထောက်ချက်ကတော့တစ်ချက်တည်း ပေးလို့မရလို့မို့နှစ်ချက်တွဲပြီးတော့ပေးမယ်ခင်ဗျာဒီဒုတ်ချက်ဟာတစ်ချက်နဲ့တစ်ချက်ကညီနောင်ဒုတ်ချက်တွေဖြစ်ပါတယ်เนาะညီနေညီမတွေဒီနေ့ပေးမယ့်ဒုတ်ချက်လေးကတော့ကျွန်တော်တို့အောက်စာဖိဘယ်ညော့အောက်စာဖိပြရရင်တပတ်ရှူရိုက်ခွဲညာညော့အောက်စာဖိတပတ်ရှူရိုက်ခွဲဒီလိုပုံစံမျိုးကျွန်တော်ဘယ်ညော့ညာညော့နဲ့ဒီအောက်စာဖိတော့ကိုတပတ်ရှူရိုက်ခွဲနဲ့ကျွန်တော်တို့တွေတွဲပြီးတော့သွားမှာဖြစ်တယ်ဒီနှစ်ခုကအောက်စာဖိဒုတ်တစ်ချက်သေးလဲပြလို့မရဘူး ြားလို့မရတာတော့မဟုတ်ဘူးပြရင်တော့ရတာပေါ့ဗျာเนาะဒါသူ့ရဲ့အတွဲလုံးလေးဖြစ်တဲ့အောက်စဖိပြီးသွားရင်ကျွန်တော်တို့ device တပတ်ရှူရိုက်တဲ့ဒုံလေးနဲ့ကျွန်တော်တို့တွဲပြီးတော့ပြပြီးသွားမှာဖြစ်တယ်เนาะညီရင်ညီမတွေအကုန်လုံးတို့ live လေးကျင့်နိုင်ပါတယ်ခင်ဗျာဒီတော့ချက်ဟာလဲလွယ်တယ်ထင်ရပေမဲ့ခဲရင်ပါတယ်เนาะညီရင်ညီမတွေတေချာလေးကျင့်ကြည့်မှသိပါလိမ့်မယ်ညီရင်ညီမတွေဖြည်းဖြည်းချင်း live လေးကျင့်ကြည့်မှ ဩအမြင်လွယ်အလောက်ခတ်တယ်ဆိုတာဒီပညာရက်တွေပါမြုံရင်ကျွန်တော်ပြောသလိုလိုက်ပြီးတော့လှုပ်ကြည့်ပါလှုပ်ကြည့်တဲ့အခါမှာဩခဲရင်းတယ်ဆိုတော့သိလာလိမ့်မယ်နော်ညီလေးညီမအဲဆိုရင်သင်တန်းသင်ခန်းစာအခုပဲစတင်တော့မယ်ခင်ဗျာအလေးပြုပါမယ်ညာစည်းကန်အသင်ယူလိုက်မယ်ခင်ဗျာညာစည်းကန်ယူထားမယ်ညာစည်းကန်နေညာလိန်ကန်သင်ပြောင်းမယ်ညာလိန်ကန်အနေထားယူထားမယ်အဲ့ဒါနေကျွန်တော်တို့အောက်စာဖြစ်မှာဖြစ်ပါတယ် ေချာကြည့်မယ်နော်ညီလေးညီမလေးဒီဘက်ကိုဘယ်ဘက်ကိုညွှန်ပြီးတော့ကျွန်တော်တို့အောက်စာခုကညာဘက်ကိုညွှန်တာဖြစ်တယ်ဘယ်ဘက်ကိုညွှန်ပြီးတော့အောက်စာထုံမှာဖြစ်တယ်ကျွန်တော်တို့တွေအောက်စာဖိမယ်ဆိုတော့ဒုတ်ဖြားဆွဲလိုက်မယ်ဒုတ်ဖြားဒီဆွဲပြီးသွားရင်ဒီနောက်ကကြံကန်းတဲ့ဒီနောက်ဆောက်ကိုကျွန်တော်တက်ပြီးတော့ရှေ့မှာဖိမှာဖြစ်တယ်တမ်းမျိုးဘယ်ညွှန်အောက်စာဖိဒီပုံစံမျိုးသွားမယ်နော်ညီလေးညီမလေးအောက်စာဖိလိုက်တဲ့အချိန်မှာကိုယ့်ရဲ့လွတ်နေတဲ့ဒီလိုနှောင်းနေနှစ်ထင်းနေကြွေးထားတဲ့လိုပုံစံမျိုးရိုက်ချင်စရာကသူဝင်းလာရိုက်တော့မယ်အချိန်မှာကျွန်တော်တို့က ပြန်ပြီးတော့တိုက်ခိုင်းမယ်ပုံစံမျိုးဖြစ်တယ်။ဒုတ်ဖြားဆွဲလိုက်မယ်ပြီးကြရင်ကျွန်တော်တို့ဒီမှာရိုက်မဲ့ဒုတ်ချက်ကတပတ်ရှူရိုက်ချက်ဖြစ်တယ်နော်။ဒါမျိုးခြေတော့ကိုညာဒီမှတပတ်ရှူရိုက်ဆောင်ဒီပုံစံမျိုးနော်ညီလေးညီမလေးဒီတခါဒုတ်ကဒီလိုလှဲသွားလို့မရဘူးဒီတိုင်းပဲထောင်ထားရမယ်เนาะတပတ်ရှူရိုက်တဲ့ဒုတ်ကကျွန်တော်တို့သူကမြန်မြန်ပြမပို့ပြီးတော့မြင်သာတာဖြစ်တယ်ဒီတိုင်းနေမယ်ကျွန်တော်တို့ ဒုတ်ဖြားဟိုလောက်ပြီးတော့ဒုတ်ဖြားဆွဲပြီးတော့အောက်စားပြီးမှာပဲဒုတ်ဖြားဆွဲအောက်စားပြီးလာပြီးကိုယ်ဝင်ရင်လိုက်တယ်ဒုတ်ဖြားဆွဲတပတ်ရှူရိုက်ဆောင်ဒီပုံစံမျိုးเนาะညီညီဒီနေရာမှာညီညီမတွေတတိမူရမှာအခုပြောပြမယ်လိန်တုံးနဲ့တပတ်ရှူရိုက်ထုတ်ကပုံစံစင်နဲ့ပုံစံတူတယ်ဒါပေမဲ့မတူဘူးเนาะလမ်းကြောင်းပုံစံဥပမာကိုပြောပြမယ်လိန်တုံးရဲ့သဘောတရားကရှေ့ကိုလိန်တယ်သွားတဲ့လမ်းကြောင်းကစဝိုင်းလမ်းကြောင်းကဒီလိုလှဲပြီးတော့သွားတယ်ပေါ့ဗျာသူ့ရဲ့လိန်ကဒီလိုမျိုးသွားတယ်เนาะအဲ့ဒါလေး ဒီတပတ်ချိုရိုင်းဆောင်ရဲ့ပုံစံမျိုးကစဝိုင်းလမ်းကြောင်းကဒီလိုသွားမှာဖြစ်တယ်။ထောင်ရက်နော်ညီလေးညီမလေးသဘောပေါက်လားမလဲ။ဒီတိုင်းနော်ညီလေးညီမလေးဟိုကလိန်တော့ကရှေ့ကိုဦးစားပြီးတော့နည်းနည်းလှည့်ပြီးတော့လိန်တာဖြစ်တယ်။တပတ်ချိုကဒီတိုင်းသွားတာဖြစ်တယ်။သဘောပေါက်လားမသိဘူးနော်ညီလေးညီမ။အခုဖြည်းဖြည်းလေးပြပေးမယ်။ဒါကလိန်တော့ကိုပြမယ်နော်ညီလေးညီမလိန်တော့ကကျွန်တော်တို့ဒီပုံစံတော့ကနေလိန်မယ်ဆိုရင်လိန်မယ်ဒီလိုသွားတာဖြစ်တယ်နော်။ဒီလိုမျိုး စလိန်တာဖြစ်နေเนาะညီလေးညီမလေးဒီတပတ်ရှူရိုက်တုတ်ကြတော့ကျွန်တော်တို့ဘယ်လိုသွားလဲဆိုတော့ဒီလိုစဝိုင်းကထောင်ရလမ်းကြောင်းဖြစ်တယ်ခုနကလိန်တုတ်ကလှဲရလမ်းကြောင်းပုံစံမျိုးသွားတယ်ဒီခါကတပတ်ရှူကထောင်ရပုံစံမျိုးသွားတာဖြစ်တယ်ဒီလိုမျိုးเนาะညီလေးညီမလေးအဲ့ဒါမျိုးအထောင်လမ်းကြောင်းတိုင်းသွားတာဖြစ်တယ်ဒါလေးကိုသတိမူပြီးတော့ကျင်ပုံစံကြည့်လိုက်ရင်တော့တူတူလေးလို့ထင်ရပေမဲ့မတူဘူးเนาะညီလေးညီမလေးโอเคအဲ့ဆိုပြန်ပြမယ်ကျွန်တော်ညာလိန်ငိုင်းသိန်းကနေ ဒါနှစ်ခွက်နဲ့ပဲကျင်မယ်နော်ညီရင်မှာနှစ်ခွက်နဲ့ကျင်မယ်ကျွန်တော်ဒုတ်ဖြားဆွဲအောက်စားဖြီးဟုတ်ပြီနော်ဒုတ်ဖြားဆွဲညာချီမှတပတ်ရှူရိုက်ခွဲဟုတ်ပြီနော်အဲဆိုရင်ဒီဘက်ညာဘက်ကိုပြန်ညွှတ်မယ်ဒီမှာလက်ပြောင်းရမယ်နော်ညီရင်လက်ပြောင်းလက်ပြောင်းပြီးတော့ရင်ဒုတ်ဖြားဆွဲအောက်စားဖြီးဟုတ်ပြီနော်အဲ့ဒါပြီးရင်ဘယ်ချီမှတပတ်ရှူရိုက်ခွဲဒုတ်ဖြားဆွဲဘယ်ချီမှတပတ်ရှူရိုက်ခွဲအကိုကဒီဟာတွေရှိတော့ဒီဘက်မှာသွားလို့မရအောင်နော်ဒီဘက်နည်းနည်းတိုးပေးမယ် တပတ်လှူရိုက်ခွဲအဲ့လိုမျိုးဒီတိုင်းဆောင်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့လက်ပြောင်းမယ်လက်ပြောင်းဟုတ်ပြီနော်ဒီဘက်ကိုဒုတ်ဖြားဆွဲအောက်စားဖိရမယ်ဒုတ်ဖြားဆွဲအောက်စားဖိအဲ့ဒါပြီးသွားရင်ဒုတ်ဖြားဆွဲညာချီမှတပတ်လှူရိုက်ခွဲဒုတ်ဖြားဆွဲညာချီမှတပတ်လှူရိုက်ခွဲဒီပုံစံမျိုးနော်လက်ပြောင်းလက်ပြောင်းပြီးသွားရင်ကျွန်တော်တို့ညာညွတ်အောက်စားဖိမယ်ဒုတ်ဖြားဆွဲအောက်စားဖိပြီးကြရင်ကျွန်တော်တို့ တို့ဖျားဆဲဘယ်ချိန်မှတပတ်ရှူရိုက်ခွဲဟုတ်ပြီเนาะညီလေးညီမဒီပုံစံလေးเนาะတို့ဒီအပေါ်ကတို့ကဒီလိုထောင်းနေရမယ်เนาะဒီလိုလှဲနေလို့မရအောင်เนาะတပတ်ရှူရဲ့ပြရင်လက်ပြောင်းဟုတ်ပြီเนาะလက်ပြောင်းပြီးသားရင်တို့ဖျားဆဲဘယ်ညောအောက်စားထုတ်တို့ဖျားဆဲညာချိန်မှတပတ်ရှူရိုက်ခွဲဟုတ်ပြီเนาะညီလေးညီမအဲ့လိုမျိုးလေးကျင်းရမယ်ဒီဟာကိုအကူကဒီလောက်ပဲပြရဲဆိုရင်ညီလေးညီမတွေကအကျဉ်းပေါင်းများစွာကျင်းရမယ်เนาะဒီဟာရနေဖို့ရ တပတ်ရှူကဒီလိုသွားတယ်လိန်တော့ကဒီလိုသွားတယ်ဆိုတော့လည်းမြင်ရမယ်နော်ခြေမပြီးတော့တပတ်ရှူရိုက်ခွဲလိုက်စဝိုင်းလမ်းကြောင်းကမတူဘူးဖြစ်တယ်ဒီလိုသွားတဲ့ပုံစံနဲ့ဒီလိုသွားတဲ့ပုံစံအနေငယ်ကွာဟတာကိုလေ့ကျင့်ရင်းနဲ့မြင်လာပါလိမ့်မယ်ကြည့်မှများရင်သတိထားပြီးကြည့်လိုက်ရင်မြင်ပါလိမ့်လမ်းကြောင်းလေးတွေမတူတဲ့ဘိုင်းလေးတွေရှိတဲ့ဆိုတော့သဘောပေါက်လာမှာဖြစ်တယ်ကျွန်တော်တို့အကျင့်ကပဲတက်တည်ပြသွားပါလိမ့်မယ်ကျင့်ရင်ကျင့်ရင်မြင်လာမှာ အော်တပတ်ရှည်တော့ကဒီလိုလိန်ထုံတုံကဒီလိုအဲတိလာလိမ့်မယ်နော်ရှည်မှာပေးခဲ့ပြီဒီနေ့ပေးခုအကိုပေးလိုက်တာနှစ်ကွက်မှာကျွန်တော်တို့ဘဲညွတ်ပြီးတော့ညာညွတ်ပြီးတော့အောက်စားဖြီးပြီးတော့တပတ်ရှည်ရိုက်ခွဲတဲ့တုတ်ချက်နော်ကျွန်တော်တို့ဘဲညာဒီလိုလေ့ကျင့်အောင်မှာဖြစ်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ထုံးစံတိုင်းသုံးကွက်မှာထည့်ပြီးတော့ကျင့်မယ်သုံးကွက်မှာကျင့်မယ်ဆိုတော့လေကျွန်တော်တို့ဘယ်လိုကျင့်မလဲကျွန်တော်တို့ညာစည်းကိုင်အသင်းယူမယ်ညာစည်းကိုင်ကနေပြီးမှညာလိန်ကိုင်အသင်းကြောင်းလိုက်မယ်လက်ပြောင်းအဲ့ဒါနေပြီးတော့ ရုပ်ဖြားဆွဲတက်အောက်စာဖီဟုတ်ပြီနော်ညီညီမိုင်းတက်အောက်စာဖီကိုစိုက်နေတဲ့ကောင်းကိုလိုင်းရိုက်ပဲဒုတ်ဖြားဆွဲအဲ့ဒါပြီးရင်ကျွန်တော်တပတ်ရှူရိုက်ခွဲတပတ်ရှူရိုက်ခွဲဒီပုံစံမျိုးနော်ညီညီမိုင်းအဲ့ဒါပြီးသွားရင်လက်ပြောင်ဟုတ်ပြီနော်ပြီးသွားရင်ကျွန်တော်ဒုတ်ဖြားဆွဲဘဲချေတက်အောက်စာဖီကိုဒီလာလဲဒုတ်ဖြားဆွဲတပတ်ရှူရိုက်ခွဲဒီပုံစံမျိုးနော်ညီညီမိုင်းအဲ့ဒါပြီးသွားရင်လက်ပြောင်ပြီးကြရင်ဒုတ်ဖြားဆွဲ တက်အောင်စာပြီးဒုတ်ဖြားဆွဲကပတ်ရှူရိုက်ခွေဒါအသုံးကွက်ထဲမှာကျင်တာဖြစ်တယ်နော်လက်ပြောင်းပြန်ရင်ဒုတ်ဖြားဆွဲဝဲချီတက်အောင်စာထုံးအောင်စာပြီးနော်ဒုတ်ဖြားဆွဲကပတ်ရှူရိုက်ဆွဲဒီတိုင်းနော်ညီညီမဒီလိုခွဲတဲ့တော့ကထောင်းနေရမယ်အဲ့ဒါပြီးမှလက်ပြောင်းဒီလိုနဲ့ကျွန်တော်တို့ဘယ်ညာဘယ်ညာကျွန်တော်တို့ကျင့်ပေးရမယ်နော်ဒါမျိုးဖြည်းဖြည်းနဲ့မှန်မှန်ကျင့်သွားရမယ်ညီလေး ဒုတ်ချက်တိုင်းဒုတ်ချက်တိုင်းကိုကျွန်တော်တို့ကျင်းနေလိန်တို့ကိုကျင်းရင်ဒီလိုကျင်းနေကျင်းတပတ်ရှူရိုက်တို့ကဒီလိုသွားတယ်ဆိုတော့ကြည့်ရမယ်နော်လမ်းကြောင်းပုံစံကစဝိုင်းပုံစံသာတပတ်ရှူလိုက်ပြီဒီတိုင်းနော်လိန်တို့ဒီဒီတိုင်းသွားတာဖြစ်တယ်နော်ညီညီမတွေသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့စဝိုင်းလမ်းကြောင်းပုံစံမတူတာဖြစ်တယ်လိန်တို့ကကျွန်တော်တို့ကြိုက်တဲ့ပုံစံလေးကတူတယ်ထင်ရပါမယ်တကယ်တမ်းလမ်းကြောင်းကမတူဘူးဆိုတော့သဘောထားကြည့်ရင်ဒီပါလိန်မယ်ကျွန်တော်တို့တပတ်ရှူ ရိုက်ခွဲဒီပုံစံမျိုးเนาะသူ့ရဲ့စာကြဝိုင်းလမ်းကြောင်းကဒီတိုင်းသွားတာဖြစ်တယ်ဒီလို white ပြီးတော့ထောင်ရလေးသွားတာဖြစ်တယ်လိန်တုံးဒီရှေ့ကိုသွားတာဖြစ်တယ်เนาะဒီလိုအလဲပုံစံမျိုးနဲ့သွားတာဒါလေးကိုသတိထားပြီးတော့လေ့ကျင့်ရင်မြင်လာမယ်ဒုတ်ချက်ကမြင်တော့လွယ်မယ်เนาะဒါပေမဲ့ light လုံရင်တကယ်ခဲရင်းတဲ့ဒုတ်ချက်ဖြစ်တယ်ပြေးပြေးလေးမှန်မှန်နဲ့အချက်ပေါင်းတောင်းသိန်းချီပြီးတော့ကျင်းရမှာဖြစ်တယ်။ငါ၄50ကလောက်ကြည့်ပြီးတော့ live လို့ မရဘူးနော်၄90ကရာထောင်မရဘူးဒီဟာတွေကဒုတ်ချက်ဒုတ်ချက်တွေကနေ့စဉ်နေ့စဉ်လေ့ကျင့်တောင်းသိမ်းလာပြီဆိုမှကျွန်တော်တို့ရဲ့လက်ထက်မှာညင်းနေမယ်ဒီဒုတ်ချက်တွေအားလုံးကဘယ်လိုလာလာကျွန်တော်တို့ဘယ်ရောညာရောကျွန်တော်တို့ကလိန်တအောင်လေ့ကျင့်ထားရမယ်နော်ညီတွေညီမတွေအားလုံးဒါဆိုရင်အစဉ်ပြေမယ်လို့မျှော်လင့်တယ်အခုရဲ့သင်္ကန်းစာကိုဒီနေရာမှာပဲညီကုန်းတတ်မယ်နော်ညီတွေအော်ဒီနေ့ ဒီနေရာမှာပြောဖို့မေ့သွားတာလေးတစ်ခုရှိတယ်အကူညီညွတ်ညမတို့ကို ပြောစရာလေးတစ်ခုရှိပါတယ်ခင်ဗျာအကူ YouTube ပေါ်မှာအကူပညာဒါနသင်ခန်းစာကိုတရက်ချာလေးတွေသင်တာဖြစ်တယ်တကယ်လို့သင်ခန်းစာလေးတွေတရက်ချာကြားထဲမှာနားတဲ့ရက်လေးတွေမှာအကူသင်ခန်းစာမဟုတ်ဘဲနဲ့စာတော်လည်းကောင်းကျွန်တော်တို့ပုံမြင်လေးတွေဆိုတော့ကျွန်တော်ဖတ်ပြတဲ့အစီအစဉ်လေးတွေ ကျွန်တော်လုတ်ပေးကြပါတယ်ဘ ഹു သူတို့ရစေရစေရမယ်အကြောင်းအရာလေးတွေဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ဝမ်းစာရေးအတွက်ဖြစ်ပါတယ်ဒါဝန်ခံပါတယ်ညီလေးညီမကိုတို့ဒီကျွန်တော်တို့ Martial Art Fine နေကြတော့ကျွန်တော်တင်ပြပေးနေတယ်တချို့ကြည့်တဲ့လူရှိမယ်လေချို့မကြည့်တဲ့လူလည်းရှိမယ်ပေါ့ဗျာဒီလိုဆိုကျွန်တော်တို့ Video Fine နေအတွက်ကျွန်တော်အဲဒီလို ကျွန်တော်တို့ရဲ့စာဝတ်နေရေးအတွက်ကျွန်တော်ဘဝရည်တည်ရေးအတွက်ဒီလိုကျွန်တော်တို့ဘ ഹു သူတွေရစေရမယ်အကြောင်းအရာလေးတွေကိုကျွန်တော်ဖတ်ပြပြီးတော့တင်ပြခြင်းနဲ့ view လေးတွေအဲ့လိုပုံစံမျိုးလေးတွေနဲ့လည်းကျွန်တော်ကြားထဲမှာသင်ခန်းစာကြားထဲမှာကြိုကြားကြိုညာထည့်သွားမယ်ညီရင်ညီမတွေအားလုံးအားပေးကြပါအောင်လို့အခုပြောချင်ပါတယ်ညီရင်ညီမတွေညီရင်ညီမတွေလည်းအကျိုးရှိစေရမယ်ကိုယ့်တို့လည်းအကျိုးရှိရမယ်လုပ်ငန်းတွေဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့ သင်္ကန်းစာတွေအားလုံးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်မှာဖြစ်တယ်เนาะညီရင်ညီမတွေအားလုံးစိတ်ကြပါခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာကိုသွားတိုင်းစိတ်ပါလိုရာဆန္ဒတွေပြည့်စုံကြအောင်အခုစုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာအခုသင်ကြားပို့ချပေးနေတဲ့ဒီသင်္ကန်းစာတွေကိုတခြားဆိုရှယ်မီဒီယာတွေမှာပြန်လည်တင်ပြခြင်းမလုပ်ကြဖို့ကိုအနုညွန်းပြန်တရခံပါတယ်ခင်ဗျာအခုသင်ကြားပို့ချပေးနေတဲ့ဒီပညာခန်းနေနဲ့မိမိကိုမိမိခုခံကာကွယ်နိုင်တော်သူများအမျိုးဘာသာတာနာကိုကာကွယ်ဆောင်ရှောက်နိုင်တော်သူများဖြစ်ကြပါစေခင်ဗျာ ဒီပညာကဏ္ဍနဲ့တဖတ်သူကိုအနိုင်ကျင်ခြင်းမဟုတ်သောဒုစရိုက်နယ်ပယ်များမှာအသုံးပြုခြင်းလောကမလောက်ကြဖို့ကိုနုံညွတ်မြတ်တိုင်ရခံပါတယ်။ကျေးဇူးတင်ပါတယ်။အားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာ။နောက်လာမယ့်ဗီဒီယိုပိုင်းမှာဘလို့သင်ခန်းစာတွေနဲ့ကိုရိုးရှေ့ဆက်ရမယ်ဆိုတော့ညီငယ်ညီမတွေအကုန်လုံးစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။